အခါတုန်းကကောင်လေးတစ်ယောက်ရှိပါတယ်သူနာမည်ကချာလီဖြစ်ပါတယ်ချာလီကအဖေအမေအဖိုးအဖွားတို့နဲ့အတူနေထိုင်ပါတယ်သူတို့မိသားစုလေးကအရန်ကိုစင်းရကြပြီးနေ့စဉ်နေ့တိုင်းမသေးသမဲမသေးဟင်းကိုပဲစားကြရပါတယ်ချာလီရဲ့အဖေကတော့သွားတိုက်ဆေးဆက်ယုံတစ်ခုမှ အလုပ်လုပ်တာပါအဲဒီကရတဲ့ဝင်ငွေလေးနဲ့ပဲချာလီတို့မိသားစု စားဝတ်နေရေးလေပတ်နေရပါတယ် တရက်မှာတော့ Charlie ရဲ့အဖိုးက Charlie ကို Willy Wonka ရဲ့အကြောင်းကိုပြောပြနေပါတယ်။ Willy Wonka ဆိုသူကတော့ကမ္ဘာနာမည်အကြီးဆုံးချောကလက်ထုတ်လုပ်သူပါ။သူရဲ့စိတ်ယုံကြည်ကလည်းအယံကို ကြီးမားလွန်းပါတယ်။တရက်မှာတော့ Willy Wonka ဟာပြည်တနာကြီးတစ်ခုနဲ့ရင်ဆိုင်ရပါတော့လေ။အဲဒါကတော့အခြားချောကလက်ထုတ်လုပ်တဲ့သူတွေက Willy Wonka ကိုမနာလိုကြပါဘူး။ဒါကြောင့်ပဲ Willy ရဲ့ချောကလက်ထုတ်တဲ့နီးပညာကိုခိုးဖို့အတွက်သူ့လီယိုတွေလွတ်ကြတာပေါ့။ ဒီလိုနဲ့တနေ့မှာတော့ကျိုးတင်ကျင်ညာခြင်းမရှိပဲဝီလီကသူ့ရဲ့အလုသမားတွေကိုအိမ်ပြန်ဖို့ပြောပြီးစိတ်ယုံကြည်ကိုသာဝရပိတ်သိမ်းလိုက်ပါတော့တယ်။အဲဒီနောက်မှာတော့စိတ်ယုံထဲမှာဘလို့တွေဆက်ဖြစ်နေလဲဆိုတာဘသူမှမသိကြတော့ပါဘူး။ချာလီလဲဝီလီဝန်ကာရဲ့စိတ်ယုံကြည်အကြောင်းတွေးရင်အိယာဝင်ခဲ့ပါတယ်။နောက်နေ့မနက်မိုးလင်းတဲ့အချိန်မှာတော့ဝီလီဟာကဘာကဝမ်းကိုကျင်ညာခဲ့ပါတယ်။အဲဒါကတော့ရွှေရောင်လက်မှတ်နားဆောင်ကိုသူ့ရဲ့ဝန်ကာချောကလက်အခွန်ဒီရဲ့အောက်မှာမြုပ်ပြီးထည့်သွင်းထားမှဖြစ်ပါတယ်။ ဒီလက်မှတ်ပါတဲ့ချောကလက်တီကကဘာပေါ်ကဘယ်နေရာမှာစုရှိနေနိုင်ပါတယ်လက်မရလေကလေး9ယောက်ကသူ့လက်စက်ယုံတဲ့ကိုတရတာဝင်ရောက်လက်ပတ်ခွင်ရမှာဖြစ်ပြီးသူတို့ထဲကတယောက်ကကဘာပေါ်မှာဘသူမှမထင်မှတ်ထားတဲ့စုတစ်ခုကိုရမှာဖြစ်ပါတယ်ဒီဂျင်နာချက်ကိုထုတ်ပြန်ပြီးပြီးချင်းပါမယ်တကဘာလုံးကလူတွေချောကလက်တီကိုအလူရက်ဝဲကြပါတော့တယ်လမကိုပထမဆုံးရရှိသွားသူကတော့ဂျာမနီနိုင်ငံကဝါဝါထုတ်ထုတ်ဖတ်တီးလေးတယောက်ပါ သူ့ရဲ့နာမည်ကတော့ Augusta ပါဒုတိယတယောက်ကတော့အင်္ဂလန်နိုင်ငံက Minkley တယောက်ပါနာမည်က Veruca ဖြစ်ပါတယ်ကဖတ်မှာလဲ Charlie ရဲ့အဖေနဲ့အမေက Charlie ကိုမွေးနေ့လက်ဆောင်အဖေး chocolate တစ်ခုပေးခဲ့ပါတယ် Charlie က St. Luke's Chocolate နဲ့ chocolate ကိုဖွင့်လိုက်ပါတယ်ဒါပေမဲ့လက်မှတ်ကတော့ပါမလာခဲ့ပါဘူး Charlie တယောက်ဝမ်းနေနေပေမဲ့လဲသူ့ရဲ့မိသားစုကို chocolate မျှဝေပေးနေခဲ့ပါတယ် နောင်နေမနဲ့မိုးလင်းတဲ့အချိန်မှာတော့ချာလီတယောက်သတင်းစာယူပြီးအိမ်ကိုပြန်လာပါတယ်။သတင်းစာထဲမှာတော့တက်တက်ရောက်မြောက်လက်မှတ်ကိုရရှိသွားသူက Viola ဆိုတဲ့ခတ်ဆိုးဆိုးမိန်ကလေးတယောက်ဆိုပြီးပါလာပါတယ်။စတုထားမြောက်လက်မှတ်ကိုတော့ TV လို့ခေါ်တဲ့ကောင်လေးရသွားပါတယ်။ဒီလိုနဲ့နောက်ဆုံးလက်မှတ်တစ်ခုသာကြံပါတော့တယ်။နောက်ဆုံးလက်မှတ်ကိုဘသူများရရှိသွားမလဲဆိုပြီးတက္ကပရာလုံးစိတ်လှုပ်ရှားနေကြပါတယ်။နောက်တစ်ခါမှတော့ချာလီရဲ့အဖေက သွားတိုက်ရှိစေယုံကနေအလုတ်ပြုတ်လာပါတယ်။အကြောင်းကတော့ခင်မီတိုးတက်လာတဲ့အမြဆက်တွေကလူသားတဲ့နေရာမှာဆက်တွေကိုအစားထိုးအထုံးပြလာကြလို့ဖြစ်ပါတယ်။ Charlie ရဲ့အဖေက တော့စိတ်ပြက်လက်ပြက်နဲ့အိမ်ပြင်ကိုထွက်ထွားပါတယ်။အဲ့ဒီချိန်မှာပဲ Charlie ရဲ့အဖိုးကသူ့ရဲ့လူရဲမွားထားတဲ့ငွေကို ထုတ်ပေးပြီးချောကလက်ထွားဝေဖို့ပြောလိုက်ပါတယ်။ Charlie လည်းချောကလက်ဝေဖို့ထွက်ထွားပါတယ်။ခဏကြာတော့ Charlie ပြန်လာပါတယ်။သူ့ရဲ့အဖိုးနဲ့အတူချောကလက်ကိုဖွင့်ကြပါတယ်။ ဒါပေမဲ့ကဲမကောင်းစွာနဲ့ပဲဒီတစ်ခေါက်မှလည်းလက်မှတ်ကပါမလာခဲ့ပြန်ပါဘူး။ချာလီနဲ့သူ့ရဲ့အဖိုးလည်းဝမ်းနေသွားပြီးတယောက်ကိုတယောက်သာကြည်နေပါတော့တယ်။နောက်နေ့မနက်မိုးလင်းတဲ့အချိန်မှာတော့ချာလီတယောက်စိတ်ပြက်လက်ပြက်နဲ့စက်ယုံရှိမှယက်နေပါတယ်။နောက်တော့ချာလီကအင်းကိုပြန်ဖို့အတွက်လမ်းလျှောက်လာရင်းနဲ့လမ်းပေါ်မှာပတ်စံကိုတွေးခဲ့ပါတယ်။အဲ့ဒီပတ်စံနဲ့ချောကလက်တစ်ခုတွားဝယ်ခဲ့ပါတယ်။ချာလီကချောကလက်ကိုဖြန့်ကြည့်လိုက်ပါတယ်။ဒီတစ်ခါမှာတော့ကံကောင်းခြင်းများစွာနဲ့နောက်ဆုံးကြံရှိနေတဲ့လက်မှတ်ကိုတွေးတွားပါတယ်။ အနာကလူတွေကချာလီစီကလက်မှတ်ကိုသူတို့ကိုရောင်းဖို့အတွက်ပြောကြပါတယ်။ဆိုင်ရှင်ကတော့ချာလီကိုလက်မှတ်ကိုမရောင်းဖို့နဲ့အင်ကိုတန်တန်မှပြန်ဖို့ပြောလိုက်ပါတယ်။ချာလီလည်းဝမ်းသာအားရနဲ့အင်ကိုအပြေးလွှားပြန်လာခဲ့ပါတယ်။အင်ရောတော့သူ့ရဲ့အဖိုးကိုပြလိုက်ပါတယ်။အဖိုးဖြစ်သူကလည်းဝမ်းသာပြီးထတော်ကလပါသေးတယ်။ချာလီရဲ့အဖေးကလက်မှတ်ထဲမှာပါတဲ့စာကိုဖောက်ပြပါတယ်။ဒါကတော့ဝီလီကသူ့ရဲ့ဧည့်သည်အဖြစ်ဆက်ယုံသေးကိုတည့်ရတာလဲပတ်ခွန်ဖို့ဖိတ်လိုက်ချင်းဖြစ်ပါတယ်။ စက်ယုံထဲမှာရှိတဲ့အရာတွေကိုသူကိုယ်တိုင်လိုက်ပြပေးမှဖြစ်ပြီးစက်ယုံထဲကိုလည်းအထော်တယောက်ခေါ်လာခွင့်ရမှာပါတမတ်ထားတဲ့နေရောက်တော့စက်ယုံရဲ့ gateway ကိုလူအများရောက်ရှိနေကြပါတယ်ချာလီတို့ကတော့အထူးလဲတဲ့တော့အဖြစ်စက်ယုံထဲကိုဝင်ဖို့အတွက်စောင့်နေကြပါတယ်ခဏအကြာမှာတော့ gate တကားကြီးလဲပွင့်လာပြီးချာလီတို့လဲဝင်သွားပါတယ်စက်ယုံထဲကနေဝီလီဝန်ကာထလာပြီးချာလီတို့ကိုစက်ယုံအတွင်းထဲကိုခေါ်သွားပါတယ်အထဲကိုရောက်တော့ဝီလီဝန်ကာကအပေါ်ဝုဒ်အင်ဂျီတွေကိုချွတ်ထည့်ကိုပြောပါတယ် သူတို့တဲကတယောက်ကဒီမှာအနှွဲတက်ရနိုင်လားလို့မေးလိုက်ပါတယ်ဝီလီဝန်ကာကသူ့ရဲ့အလုပ်သမားတွေကပူတဲ့နေရာမှာနေခဲ့ရပြီးအေးဒန်မခံနိုင်ဖို့အတွက်နှွေးအောင်လုပ်ထားတာခက်လို့ပြောလိုက်ပါတယ်အလုပ်သမားတွေကဘသူတွေလဲလို့ချာလီကယုတ်တရက်ထားမေးလိုက်ပါတယ်ဝီလီဝန်ကာကအေးစေးပေါလို့ပြောပြီးနေရာတစ်ခုကိုခေါ်သွားပါတယ်အရန်ကိုခန်းနာထဲဝါကြီးလှပတဲ့နေရာတစ်ခုပါဒီနေရာမှာရှိတဲ့အရာအကုန်လုံးကိုချောကလက်နဲ့ဖန်တီးထားတာပဲဖြစ်ပါတယ်။တို့အကုန်လုံးလည်းအန်အော်မှုတွေနဲ့အတူငိမ့်တက်သွားကြပါတယ်။ ဝီလီဝန်ကာကဖန်တီးထားတဲ့အရာတွေအကြောင်းကိုပြောပြပါတယ်။ဒီနေရာမှာအရေးကြီးဆုံးကတော့ရေတကန်းပါ။ဒီရေတကန်းကတော့ဆက်ယုံရဲ့ချောကလက်တွေကိုမှွေနှောက်ပေးတဲ့အဓိကနေရာပဲဖြစ်ပါတယ်။ပိုက်တွေကတော့ချောကလက်တွေကိုဆုပ်ယူပြီးဆက်ယုံနေရအနံ့ကိုပို့ပေးပါတယ်။နောက်တော့ဒီမှာရှိတဲ့အရာအကုန်လုံးကစားလို့ရတဲ့အကြောင်းပြောလိုက်ပါတယ်။ချာလီကတော့မြတ်တေကတော့စားလို့ရလားလို့မေးလိုက်တော့ဝီလီဝွန်ကာကစားလို့ရတယ်လို့ပြန်ဖြေလိုက်ပါလေ။ဒါနဲ့ပဲသူတို့လည်းစတင်စားတောက်ကြပါတော့တယ်။ ရုတ်တရက်ဆိုနဲ့ Veruca ဆိုတဲ့ကလေးမိန်းကလေးကလူပူလေးတွေကိုမြင်သွားပါတယ်။ Charlie ကသူတို့ကဘသူတွေလဲလို့ Willy Wonka ကိုမေးလိုက်ပါတယ်။ Willy ကသူတို့က Ompalumpa လို့ခေါ်တယ်လို့ပြောလိုက်ပါတယ်။သူတို့စကားပြောနေသော Chocolate တွေကိုအာပါအာရစားတောက်နေတဲ့ဖတ်တီကောင်လေးကတော့ Chocolate မိထဲကိုပြုတ်ကျသွားပါတယ်။အဲ့ဒီအချိန်မှာပဲပိုက်က Chocolate တွေကိုစုပ်ယူပါတော့တယ်။ဖတ်တီကောင်လည်းပိုက်ထဲကိုပါသွားပါတယ်။အမေဖြစ်သူကပိုက်ကဘဲကိုတည်သွားမှလဲလို့မေးနေခဲ့ပါတယ်။ ဝီလီဝွန်ကာကချောကလက်နဲ့နိုခီလုပ်တဲ့အခန်းထဲကိုတဲသွားမှလို့ပြောပြီးမိခင်ဖြစ်သူကိုအဲ့ဒီအခန်းထဲကိုခေါ်သွားဖို့လူပုလေးတွေကိုပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဝီလီဝွန်ကာလည်းဒုတိယနေရာကိုဆက်လက်လိုက်ပြပါတယ်။ဒီတစ်ခါမှာတော့လေနဲ့သွားရမှာပါ။လေပေါ်ရောက်တော့ချာလီကခမရဲ့ကလေးဘဝကိုမှတ်မိသေးလားလို့မေးလိုက်ပါတယ်။ဝီလီကတစ်ခါမှမတွေးခဲ့ဘူးတဲ့ကလေးဘဝကိုပြန်တတိယသွားပါတယ်။ ဝီလီကအញ្ញံကိုထူးချွန်ထက်မြတ်တဲ့သွားဆိုင်ရဆရာတော်ကြီးဝီလီဘွန်ကာရဲ့ဥတင်တန်ဒီသားဖြစ်ပါတယ်။ဝီလီကငငယ်လေးကလေးကချောကလက်တီတကြားလုံးတီကိုအញ្ញံကိုကြိုက်တဲ့သူပါ။ဒါပေမဲ့ဘွန်ကာကတော့အဲ့လိုတကြားလုံးတီကမင်းရဲ့သွားတွေကိုနာကျင်အောင်လုပ်လိမ့်မယ်ဆိုပြီးယမချမချစူးလိရှိပါတယ်။ခဏကြာမှတော့နောက်ထပ်နေရာတစ်ခုကိုရောက်ရှိသွားကြပါတယ်။ဒီနေရာကတော့တကြားလုံးထုတ်တဲ့နေရာဖြစ်ပါတယ်။ဒီနေရာမှာရှိတဲ့ဘဲအရာကိုမှ မထီဖို့ဝီလီကတတိပေးလိုက်ပါတယ်။ ပြီးတော့ကျင်ကန်အကြောင်းရှင်းပြပါတယ်ဒီကျင်ကန်မှာအရာတ၃မျိုးရှိပါတယ်ကျင်ကန်ကိုဝါလိုက်တာနဲ့ခရမ်းချင်သည့်စွတ်ပြုတ်အမဲသားကင်း blueberry ပိုင်မုံအရာတတွေကိုခံစားနိုင်မှာဖြစ်ပါတယ် violet ကကျင်ကန်ဝေဝါဖို့ဟန်ပြလိုက်ပါတယ် willy ga akuma sabi santan ni dong the de twan ma sa the bu nong pyo ni bi mai klei mai klei ga ro na ma thong ba the zwa tho chin gan go wa ba ro di ဝီလီကထွေးထုတ်ဖို့ပြောနေပေမဲ့ကောင်မလေးကတော့ဆက်ဝါးနေပြီးအရသာတွေမျိုးမျိုးပြောင်းလဲနေတယ်လို့တောင်ပြောလိုက်ပါသေးတယ်။ခဏကြာတော့ကောင်မလေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးခင်းရမ်းအောင်ပြောင်းလာပြီးလေးဘူးဖုံးလိုမျိုးဖောက်လာပါတော့တယ်။ဝီလီကသူ့စကားကိုနားမထောင်တဲ့အတွက်သူလည်းဘာမှမတက်နိုင်ဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့ကောင်မလေးကိုလေးဘော်တင်ပြီးအရင်ညစ်အခန်းသေးကိုခေါ်သွားဖို့လူပုလေးတွေကိုပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့တတိယနေရာကိုထပ်မံခေါ်သွားပါတယ်။ဒီတစ်ခါမှာတော့တစ်ချာရူအခွန်ခွာရမယ့်နေရာပါ။ တကြရုအခွန်ခွာရမယ့်နေရာမှာတော့လူပုလေးတွေကို မခိုင်းဘဲနဲ့ရှင်လေးတွေကိုခိုင်းထားပါတယ်။ဗရူကာကတော့ရှင်လေးတွေကိုသဘောကျနေပါတယ်။ဒါနဲ့ပဲသူ့ရဲ့အသေးကိုရှင်လိုချင်တယ်ဆိုပြီးပူနေရပါတော့တယ်။အဖေသစ်သူကလည်းဝီလီဒီထဲကိုရှင်တကောင်ကိုဘလောက်နဲ့ရောင်းမလဲလို့မေးလိုက်ပါတယ်။ဝီလီကဒီရှင်တွေကရောင်းမမဟုတ်တဲ့အကြောင်းပလန်ပြောပါတယ်။ဗရူကာကတော့လိုချင်တာမရတဲ့အတွက်စိတ်ဆိုးပြီးကိုယ်တိုင်ဆင်းဖမ်းပါတော့တယ်။သူကရှင်တကောင်ကိုဖမ်းဖို့ပြင်လိုက်တော့ရှင်တွေကသူ့ကိုဝိုင်းဝန်းတိုက်ခိုက်ကြပါတော့တယ်။ ရှင်တွေကသူ့ကိုအမိုက်ဖြစ်တဲ့ပိုက်သဲထဲလိုက်ပါတယ်။အဖေဖြစ်သူကလည်းတမီးကိုကယ်ဖို့အတွက်ပိုက်သဲလိုက်စင်ရပါတော့တယ်။ဒီလိုနဲ့စတုထမြောက်နေရာကိုခရီးဆက်ကြပါတယ်။ဒီတစ်ခါမှတော့ဓာတ်လေထနဲ့သွားရမှာပါ။ဒါပေမဲ့သူဆန်တာကဒီဓာတ်လေထကအပေါ်အောက်ကျွေးများသွားတာမဟုတ်ပဲဘီဒီကိုပါသွားလို့ရနေတာပါဒီလိုနဲ့ဝီလီလည်းအခြားနေရာတွေကိုလိုက်ပြတာပေါ့တီဗီကတော့ဒီကအရာတွေကဥတီချက်မရှိတဲ့မိုက်မိုက်တာတွေလို့ပြောလိုက်ပါတယ် ဒီစကားကဝီလီကိုသူ့ရဲ့ငငယ်ဘဝကဝမ်းနည်းစရာဖြစ်ရက်တစ်ခုကိုပြန်တတိယသွားစီပါလေဝီလီကချောကလက်ထုလုပ်တဲ့သူဖြစ်ချင်တာပါဒါပေမဲ့သူ့ရဲ့အဖေဖြစ်သူဘန်ကာကသဘောမတူတာကြောင့်ဝီလီကအိမ်ကနေထွက်ပြေးလာတာပါရုတ်တရက်တီဗီကသွားမယ့်အခန်းလိုသူ့ကိုယ်တိုင်ရွေးချယ်မယ်လို့ပြောလိုက်ပါတယ်ဝီလီကလှုပ်လေပေါ်လို့ပြောလိုက်ပါတယ်ယာဒီတကားကတော့တစ်ပန်တဘူတရားလို့ပဲပြောရလာပါဗျာတော်တော်လေးကိုထူးဆန်းပါတယ်ဝီလီကချောကလက်အကြီးကြီးတစ်ခုကိုခုံပေါ်တင်လိုက်ပါတယ် ချောကလက်ကလေဘော်ကိုတက်သွားပြီးပျောက်ွယ်သွားပါတယ်။အိမ်နောက်မှာချောကလက်က TV ထဲမှာပေါ်လာပါတယ်။ဝီလီကချာလီကိုလှမ်းယူလိုက်ဖို့ပြောပါတယ်။ချာလီလည်းယူလိုက်ပြီးစားကြည့်နေပါတယ်။ TV ကတော့ယုံကြည်မှုမရှိတဲ့အတွက်သူကိုယ်တိုင်စမ်းသပ်ဖို့ခုံပေါ်ကိုတက်သွားပါတယ်။သူလည်းပဲချောကလက်နီးတူပျောက်သွားပြီးတစ်ဖက် TV ပေါ်မှာအလွန်သိငယ်တဲ့ပုံစံနဲ့ပေါ်လာပါတယ်။ဝီလီကကောင်းလေးကိုချိုချွန်းပြောဆွဲတဲ့နေရာကိုခေါ်သွားပြီးဆွဲဆန်ပေးဖို့လူပူလေးကိုပြောလိုက်ပါတယ်။ နောက်ထပ်နေရာတစ်ခုကိုသွားဖို့ပြင်နေရင်ဝီလီကကလေးပနှစ်ယောက်ကြံသေးလဲလို့မေးလိုက်ပါတယ်အဖိုးဖြစ်သူကချာလီတစ်ယောက်ပဲကြံတော့တဲ့အကြောင်းပြန်ပြောခဲ့ပါတယ်ဝီလီလည်းဖြုံးသွားပြီးဒါဆိုရင်တော့မင်းနိုင်သွားပြီဆိုပြီးလက်ဆွဲနှုတ်ဆက်ရင်းပြောနေပါတယ်အဲ့ဒီနောက်တော့ချာလီရဲ့အင်ကိုထွက်လာခဲ့ကြပါတယ်တစ်ဖက်မှာတော့ ကလေးလေးယောက်နဲ့သူတို့ရဲ့မိဘတွေကရုပ်ပြက်ဆင်းပြက်တဲ့ဆက်ယုံတွေကထွက်လာကြပါတယ်။ချာလီတော့စီလာတဲ့ဒါလကကြီးကအိမ်ရဲ့ခေါင်းမိုးပေါ်ကနေဖုတ်ဝင်လာပါတယ်။ချာလီရဲ့အဖေနဲ့အမေကတော့ကြောင်ပြီးကြည်နေကြပါတယ်။ချာလီကတော့သူပြန်လာပြီဆိုလားပြောရင်းအဖေနဲ့အမေကိုပြေးဖတ်လိုက်ပါတယ်။ပြီးတော့အဖိုးကချာလီကတခုခုနိုင်ခဲ့တယ်လို့ပြောလိုက်ပါတယ်။ဝီလီကတခုခုထင်မခုတ်ပါဘူး။အဲ့ဒါထက်အများကြီးပိုပါတယ်။ချာလီကိုသူ့ရဲ့စေယုံကြီးတခုလုံးကိုပေးမှာပါလို့ပြောလိုက်ပါတယ်။ အဆောင်ကတော့လွန်ခဲ့တဲ့တစ်ပတ်ကဝီလီဟာစပင်းညင်းချင်းစပင်းဖြူတစ်ချောင်းကိုတွေးခဲ့ပါတယ်။ဝီလီကသူ့မရှိတဲ့နောက်ပိုင်းမှာသူ့ရဲ့ဇယုံကြီးကိုဘဒူးကခရူးဆိုင်မှာလဲလို့တွေးမိသွားပါတယ်။ဒါကြောင့်အမွေဆက်ခံမဲလူကိုရှာဖို့အတွက်ရွှေရောင်လက်မှတ်ကိုစီစဉ်လိုက်ကြောင်းပြောခဲ့ပါတယ်။အခုတော့အမွေဆက်ခံဖို့အတွက်ချာလီကိုရွေးလိုက်ပြီးဆိုတဲ့အကြောင်းပြောလိုက်ပါတယ်။အဲ့ဒီနောက်တော့ဝီလီကဒီမှာရှိတဲ့အရာတွေကိုထားခဲ့ပြီးသူနဲ့လိုက်ခဲ့ဖို့ပြောပါတယ်။ချာလီကသူ့ရဲ့မိသားစုကိုရောခေါ်လာလို့ရလာလို့မေးလိုက်ပါတယ်။ဝီလီကတော့မိသားစုဆိုတာအချုံအနှောင်တစ်ခုလို့ထင်နေတဲ့အတွက်ကြောင့် မင်းရဲ့မိသားစုနဲ့ဆိုစယုံကြည်ကိုကင်တွဲလဲမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ချာလီကတော့သူ့ရဲ့မိသားစုကိုထားခဲ့ပြီးမလိုက်နိုင်တဲ့အကြောင်းပြန်ပြောပါတယ်။မျောလဲမထားတဲ့စကားကိုကြားလိုက်ရတဲ့ဝီလီကတော့စိတ်ပြက်လက်ပြက်နဲ့နှုတ်ဆက်ပြီးစယုံကြည်စီကိုပြန်သွားပါတယ်။နောက်နေ့မနက်မှာတော့ချာလီဟာသူ့ရဲ့မိဘတွေကိုအမိုးပြင်ဖို့ကူညီပေးခဲ့ပါတယ်။ဖာကင်ဖြစ်သူကသွားတိုက်စီစယုံမှပိုကောင်းတဲ့အလို့တစ်ခုရခဲ့ပါတယ်။ဒါကတော့သူ့နှစ်ယောက်ကိုအစားထိုးခဲ့တဲ့ဆက်တွေကိုပြန်ဖို့ပါ။တစ်ဖက်မှာဝီလီကတော့ချ ocolate ကိုဘလို့အရသာအသည့်တွေနဲ့ထွက်ရမလဲဆိုတာကိုစဉ်းစားနေရင်အယူတယောက်လိုဖြစ်နေပါတယ်။ဒါနဲ့ပဲ ူဟာချာလီစီကိုပြန်သွားခဲ့ပါတယ်။မင်းစိတ်ညစ်နေတဲ့အခါဘေးယာကမင်းကိုပိုကောင်းအောင်လှုပ်ပေးလဲလို့ချာလီကိုမေးခဲ့ပါတယ်။ချာလီကတော့မိသားစုလို့ဖြေလိုက်တယ်။ချာလီကခမည်းပါလို့ကျွန်တော်ရဲ့မိသားစုကိုမကြိုက်တာလဲလို့မေးတော့မင်းမိသားစုမှမဟုတ်ဘူး။ဘယ်မိသားစုမှမကြိုက်ဘူးလို့ဝီလီကပြန်ပြောပါတယ်။သူတို့ကဘာလို့ပါမလို့လဲလို့ပြောကြလိမ့်မယ်။အဲ့ဒါကမင်းရဲ့အောင်မြင်မှုကိုပိတ်နေနေတာလို့ပြောခဲ့ပါတယ်။ချာလီကတော့သူတို့ကချစ်လို့ကာကွယ်ပေးဖို့စူးစမ်းနေကြဖြစ်ကြောင်ပြောပြီး မယုံရင်အဖေဖြစ်သူကိုသွားမေးဖို့ပြောလိုက်ပါဝီလီကတော့သူ့အသက်မချစ်နိုင်ဘူးလို့ပြောခဲ့ပါတယ်ချာလီကကျွန်တော်မှလိုက်ခဲ့ပေးမယ်လို့ပြောလိုက်ပြီးနှံ့ယောက်သွန်ထွာလာခဲ့ကြပါတယ်ဘန်ကာရဲ့အင်းကိုရောက်တဲ့အချိန်မှာတော့ဝီလီရဲ့သွားတွေကိုစစ်ဆေးပါတယ်စစ်ဆေးနေရင်ခြုံထက်တဲ့သွားတွေကိုမြင်သွားပြီးဘန်ကာကတွေးပွဲသွားပါတယ်မင်းကဝီလီဝန်ကာလားလို့မေးလိုက်ပါတယ်ဝီလီကဟုတ်ပါတယ်အဖေလို့ပြောလိုက်ပါတယ်နှစ်ပေါင်းများစွာဝေးကွာခဲ့ပြီးပြန်တွေ့တဲ့ဒါဖြစ်သူကိုပွေးဖက်ပြီးမယိုင်နိုင်လောက်အောင်ကိုဝမ်းတာနေပါတယ် အဲ့ဒီနေ့မှာပဲဝီလီကချားလီကိုတူလို့ခြင်းတဲ့ပုံစံနဲ့အတူထပ်မံကမ်းလှမ်းလိုက်ပါတယ်။နောက်ဆုံးမှာတော့ဝီလီကမိသားစုရဲ့နှွေးထွေးမှုဆိုတဲ့အရာကိုနားလည်သွားခဲ့ပါတယ်။ချားလီကလည်းစေယုံကြီးကိုပိုင်ဆိုင်ခဲ့ရပြီးသူတို့မိသားစုလေးကပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြပါတော့။ဇလန်လေးကတော့ဒီမှာထင်အဆုံးသတ်သွားခဲ့ပါတယ်။အဆုံးထိကြည့်ပြတဲ့တယောင်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။